ဟောကြားခဲ့ပါတယ်တိပ္ပေဆိုင်ဘွားတရားကတရားသဘောနည်းနည်းတော့အသိနည်းနည်းခက်ပါတယ်ဒါကြောင့်ဒီနှစ်တော့အများသိလဲတဲ့အချက်ကလေးတွေကိုထည့်ပြီးဟောပါမယ်တရားကိုတော့ဘုရားနိကြချမ်းသာစွာ နေထိုင်နည်းတရားတော်လို့နာမည်တက်ကြပါစို့ဒီချမ်းသာစွာနေထိုင်နည်းကို လူတိုင်းသိထားတဲ့လို့ထင်ပါတယ်မအောင်လဲဆိုတော့လူတိုင်းဟာကိုယ်ဆင်းရဲစိတ်ဆင်းရဲမရှိပဲချမ်းမြမ်းသာသာနေထိုင်နေကြတဲ့လူတွေကြီးဖြစ်လို့ပါပဲ ဒီလိုချမ်းချမ်းသာသာနေထိုင်ကြရပြီတဲ့ဘုရားရှင်တော်မြတ်ဖျားညွှန်ကြားတော်မူတဲ့ချမ်းသာစွာနေထိုင်နည်းကိုတော့သိတဲ့လူရှားပါတယ်။ဒါကြောင့်မဲအနေထိုင်မတက်လို့မဆင်းရဲခြင်းမဲနဲ့ဆင်းရဲနေကြတဲ့လူတွေချမ်းသာတဲ့မလေးရတဲ့မချမ်းသာနိုင်ကြတဲ့လူတွေပဲများနေပါတယ်။ချမ်းချမ်းသာသာနေထိုင်နည်းကိုသိလို့အနေထိုင်တက်ကြရင်ဖြင့်ဆင်းရဲနေပါသည်ချမ်းသာများမှသိကြပါရဲ့။ယုံနာနှစ်ပါးပေါင်းစုထားတဲ့တတ္တဝါတိုင်းဟာ ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့ဒုက္ခသစ္စာသဘောအရာဆင်းရဲအဆုဘုံတက်တဲ့ပဲဆိုတာတော်တော်မှန်ပါတယ်သို့တော်လည်းဒီဆင်းရဲကဂွင်းလုံးကျုပ်မလွတ်နိုင်နေမိမှာဆင်းရဲတတ်တာတော့တက်တာအောင် ချမ်းသာရတော့ရအောင် စီမံဖန်တီးလို့ဖြစ်တဲ့နီလန်းတွေရှိတယ်လို့ရှိပါတယ်အဲ့ဒီနီးတွေတဲကပထမဆုံးပြောကြတဲ့နီးကတော့ရောင်ရဲတင့်နေမှုပါပဲသာဝဏေရဲ့အတွက်လောကီစည်းဝါးဥစ္စာကိုရှာတာကအစ ဘာမစိုးတင်းနေရောင်ရတဲ့ရင်ချမ်းသာပါတယ်။တန်တုဋ္ဌိပရမန္တနာရတဲ့ပစ္စည်းဥစ္စာတွေပိုးပြီးလိုချင်လောဘဆိုမပွားစီပဲရသမျှနဲ့တင်းတိမ်ရောင်ရပြီးလောင်းကအောင်ချိုးကြံချွေတာသုံးဆွဲတတ်ရင်ချမ်းသာတော့ချမ်းသာပါတယ်။ဒီလိုမဟုတ်ဘဲနဲ့အဆုံးအမရှိတဲ့လောဘရဲ့အလိုကိုလိုက်ပြီးရလေလိုလေဩတစေဆိုသလိုအဘိုးအမိုးတွေကိုရဖို့ကြိုးစားအထုတ်နေရင်တော့မချမ်းသာပါဘူး။ ဒီနေရာမှာရှိတာနဲ့တင်းနေရမယ်လို့မဆိုလိုပါဘူးရတာနဲ့တင်းနေနေတယ်လို့ဆိုလိုပါတယ်လူဟာအသက်ရှင်နေသမျှကာလပလုံးစာဝန်ရေးပြည့်စုံမှုအတွက်လောဘကို လုံးဝမပယ်နိုင်သေးတဲ့အခါမှာဒီလောဘဟာ ရှိသလောက်တော့ရှိနေရတာပါပဲသို့တော်လည်းအခြေအနေလိုက်ရှိတော့တဲ့ရှိတိုက်သလောက်တဲ့မပိုမကဲစီပဲ ရောင်ရဲတင်းနေမှုနဲ့လောဘကိုဇက်တက်ပေးနိုင်ရင်ချမ်းသာပါတယ်ပုံစံပြောရရင် လူတယောက်မှာတလစားဖို့ငွေ30ပဲရှိရဆိုကြပါစို့သူဟာရှိတာနဲ့တင်းတိမ်လို့မရပါဘူးနောက်ထပ်ငွေရဖို့ဉာဏ်ဝိရိယရှိသလောက်ကြိုးစားရှာဖွေရပါလိမ့်မယ်သူဉာဏ်ကံဝိရိယကံရှိသလောက်ကြိုးစားရှာဖွေလို့ငွေတရားရတယ်ဆိုကြပါစို့အဲ့ဒီတရားနဲ့တင်းတိမ်ရောင်ရဲပြီးလောက်ကအောင်စီမံဖန်တီးရပါမယ်ဒီလိုဆိုရင်ချမ်းသာသလောက်ချမ်းသာပါတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ ရတာနဲ့မတည်နိုင်မယောင်ရဲပဲမရနိုင်တဲ့900တထောင်ကိုလှမ်းတောင့်တာကြီးလောဘဆိုတက်နေရင်မချမ်းသာတော့ပါဘူးအဲ့ဒီအတော်မတတ်နိုင်တဲ့လောဘကနေပြီးဒေါသမမာနအိတ်တမစ္စရိယစတဲ့တရားစိုးတွေလည်းပေါက်ပွားလာတတ်ပါတယ်အဲ့ဒီတရားစိုးတွေဆင်ပွားလာတော့ပိုးဆင်းရဲပြန်ပါတယ်ဒါကြောင့်လူချင်းတတ်မြတ်တဲ့လောဘကိုတင်းနေရောင်ရဲမှုနဲ့ဇက်တတ်ပေးနိုင်ရင်ချမ်းသာတော့ချမ်းသာကြောင်းထင်ရှားပါတယ်ဒါဖြစ်တဲ့အဲ့ဒီတင်းနေရောင်ရဲမှုဟာ နေရာဒေသအချိန်အခါအခြေအနေနဲ့လိုက်လျောတဲ့တင့်နေရောင်ရဲမှုဖြစ်ဖို့လိုပါတယ်။ရှိကဝိရိဟတိုင်းပြည်ကြီးကိုဆုံးခဲ့ပြီးတောထွက်ရသေးပြူလာတဲ့ဝိရိဟရသေးနဲ့ကန္နာရတိုင်းပြည်ကြီးကိုဆုံးခဲ့ပြီးတောထွက်ရသေးပြူလာတဲ့ကန္နာရရသေးတို့အတူတကွနေထိုင်နေထိုင်ခဲ့ကြပါတယ်။ရသေးနှစ်ပါးဟာတင့်နေရောင်ရဲမှုကိုလက်ကင်ပြုပြီးဆွမ်းခံလို့ရသမျှနဲ့မျက်တအောင်သုံးဆောင်ကတရားကျင့်သုံးနေကြတော့အလွန်ချမ်းသာကြပါတယ်။ဒီလိုနေလာရင်က တနေ့တော့ဝိရိဟယတေကဆွမ်းစားကြည့်တဲ့အခါမှာဆွမ်းခံရကရလာတဲ့စားတုပ်ကလေးမကုံမဲကျန်းနေတာနဲ့လုံယုံရချုံတစ်ခုထဲမှာတိမ့်ထားပါတယ်။နောက်တနေ့ယတေနှစ်ပါးဆွမ်းစားကြတဲ့အခါမှာစားမပါတော့ဝိရိဟယတေကတိမ့်ထားတဲ့စားတုပ်ကလေးတွားယူပြီးဂန္ဓာရယတေကိုပေးပါတယ်။ဂန္ဓာရယတေကစားဘယ်ကရတယ်လဲလို့မေးတော့ဝိရိဟယတေကအရင်နေ့ကတိမ့်ထားတဲ့စားဖြစ်ကြောင်းပြောပါတယ်။ ဒီရမေကန္တရယတိကဝိတိဟယတိကိုပြစ်တင်ချိန်မုံတော့တာပါပဲသူပြစ်တင်မုံကဝိတိဟယတိအသင်ဟာဘာအသုံးကြတယ်လဲယူဇနာ300ကျယ်ဝန်းတဲ့ဝိတိဟတိုင်းပြည်ကြီးနဲ့တကွထိနန်းစီစဉ်ရောရွှေငွေဥစ္စာဗန္ဒာကြီးကြတွေပါဆွန့်လွတ်ပြီးယတိပြုလာခဲ့တယ်အခုယတိဖြစ်လာတဲ့အခါကျမှရတာနဲ့မတင်းနိုင်နိုင်ပဲဒီစားကလေးမဖြစ်လောက်ကိုတတ်တမဲ့မဲ့နဲ့ကြောင်းညုံကြကြတိမ့်သီးထားတဲ့ဆိုတာအင်မတန်မလျော်ကန်တဲ့အလုပ်ပဲလို့အပြစ်တင်ပါတယ် ခန္ဓာရတဲ့အပြစ်တဏဟာတင်တိုက်လို့တင်တာပါစီစဉ်ဥစ္စာတွေစွန့်လွတ်ပြီးယသိဖြစ်လာမှတော့တဏိတာဆန်းခံလို့ရသမျှနဲ့ရောင်ရဲတင်းနေမှဣတိဒုက္ခယသိဖြစ်ရတဲ့အရာသာယသိချမ်းသာရမှာပေါ့ဒီလိုမဟုတ်ပဲနောက်တဏိစာအတွေ့တတ်မဲ့တွေ့တာပြီးသုံးမိသိသိထားရင်စားကလေးမဖြစ်လောက်ပင် ဖြစ်စေဥတော့လုံယုံမြင့်နေရရှာရတယ်သိသိရတယ်မုံမဆိုလွေမလွင့်ရအောင်ပိုးမွှားသားသမင်စတဲ့တိရိစ္ဆာန်တွေမစားမတော့ရအောင်စောင့်ရှောက်ရတယ် တမင်များအစားအလွန်ကြိုက်တဲ့လုံညုံမလုံညုံမမလားလို့လဲတကြောင်ကြကြတစိုးရရင်ဖြစ်နေရတယ်အဲ့ဒါလိုစသည်ဖြင့်တနေ့တာရသမျှနဲ့မတင်းနေမယောင်ရဲတော့ဒုက္ခတွေထပ်ဆင်ပွားလို့ဆင်းရဲတွေများရပါတယ်ဒါကြောင့်တောထွက်ပြီးယသိမှပြုလာရင်တော့ဒီလိုအသေးဖွဲလေးကစပြီးရောင်ရဲတင်းနေမှုလိုပါတယ်ဒါပေမဲ့ဒီဝိရေဟယသိဟာယသိအဖြစ်နဲ့မဟုတ်ပဲ ဝိတေဟရမင်းဖြစ်နေတာဆိုရင်တော့သူ့တင့်တယ်ရောင်ရဲမှုကတမျိုးဖြစ်ရပါလိမ့်မယ်မိမိတိုင်းပြည်နဲ့သာတင့်နေရမယ်သူတို့ကတိုင်းပြည်ကိုလိုချင်မျက်စိမရှိရဘူးတင့်လျော်လျော့ပတ်တဲ့နေမှုစားမှုစည်းစိမ်ခံစားမှုနဲ့သာတင့်နေရောင်ရဲရမယ်လွန်လွန်ကဲကဲမဖြစ်စေရဘူးဒီလိုဖြစ်ရပါလိမ့်မယ်ဒီလိုမင်းဖြစ်နေကြတော့ခုနပြောခဲ့တဲ့စားလို့စားဝယ်တောက်ဖွယ်မျိုးကစပြီးမမဆိုမယုံမဖိတ်မပြတ်မစည်းရအောင်ကိုယ်တိုင်လည်းသူသူတိတ်တိတ်တိတ်နေစည်းစည်းလုပ်ရလိမ့်မယ် တိုင်းသားပြည်သူလူအများကိုလည်းပဲသူသိ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 ချိုးကြံတာအောင်ညွှန်ကြားပေးရပါလိမ့်မယ်။အမိတ်အနာထားတဲ့ရင်လည်းထားရပါလိမ့်မယ်။ဒါကြောင့်တင်းနေရောင်ရဲမှုဟာနေရတေသအချိန်ကာလအခြေအနေနဲ့လိုက်လျောတဲ့တင်းနေရောင်ရဲမှုဖြစ်ဖို့လိုတယ်လို့ပြောခဲ့တာပါပဲ။အဲဒီလိုတင်းနေရောင်ရဲမှုမျိုးလက်ကင်ထားရင်လူတိုင်းဟာကိုယ့်အခြေအနေလိုက်ထိုက်တဲ့ချမ်းသာမှုကိုရကြတာပါပဲ။ဒုတိယချမ်းသာဆိုနေထိုင်နည်းကတော့ အောင်းကိုလည်းမပြန်နဲ့အသည့်ကိုလည်းမကြံနဲ့ဖြစ်ဖြစ်စေပစ္စုပန်မှာတင့်လျော်အောင်စိတ်ကိုထားဆိုတဲ့ဤပါပဲတို့တို့ပြောရရင်တော့ပစ္စုပန်ကြကြနေရင်ချမ်းသာတယ်လို့ဆိုလိုပါတယ်လူတိုင်းဟာအတိတ်ဘဝခကြီးကိုလည်းရှောက်ခဲ့ကြရပြီအနာဂတ်ဘဝခကြီးကိုလည်းရှောက်ကြရဦးမယ်အခုလောလောဆယ်ပစ္စုပန်ဘဝခကြီးကိုလည်းပဲရှောက်နေကြသေးပဲလူအများစုရဲ့အတိတ်ဘဝခကြီးဟာဆူးညံခလုတ်ကတဲ့တွေများလုံးလို့မသားရမဖြောင်မြူးတယ်လို့ အနာကဘဝခီးကိုလည်းပဲตายဖြောင်ယူလိုက်မယ်လို့မမျော်မှန်းနိုင်ကြပါဘူး။ဒါကြောင့်အတိတ်ဘဝခီးအကြောင်းတွေကိုပြန်ပြောင်းစဉ်းစားဆင်ញင်နေမိရင်စိတ်ချမ်းသာဖို့တဲ့စိတ်ဆင်းရဲဖို့ကပိုများတတ်ပါတယ်။ပြီးတော့အနာကဘဝခီးကိုကြံတွဲမျှော်ခေါ်မိပြန်ရင်လည်းအကောင်းဆုံးကိုတွေ့ကြရတော့မှာပဲလို့မျှော်လင့်ထားနိုင်တောင်မှပဲမျှော်လင့်ထားတဲ့အတိုင်းဖြစ်မှာဖြစ်ပါမလားဆိုတဲ့တန်မြတ်စိတ်၊ကြောက်ညာစိတ်၊စိုးရိမ်စိတ်တွေကဖြစ်စည်းနှိမ့်ဆက်တတ်ပါသေးတယ်။မသေးရမရေရတဲ့အနာကတ ဆိုတဲ့အနာဂတ်ကိုမျှော်လင့်နေရတယ်ဆိုရင်တော့စိတ်ဆင်းရဲလိုက်မှပြောစရာမလိုတော့ပါဘူး။ဒါဖြင့်ဒီနေ့လောလောဆယ်ရှောင်နေရတဲ့ပစ္စုပန်ဘဝခရီးကကောတာယာဖြောင်မျိုးသလားလို့မေးစရာရှိပါတယ်။ဒါလည်းလောကတဘာဝအရာ လူများစုအတွက်မတရားမဖြောင်မျိုးတာကပဲများပါတယ်။မတရားမဖြောင်မျိုးတော့လည်းပဲယခုလောလောဆယ်လင်ငင်းဘဝလင်ငင်းကိစ္စကိုရင်မဆိုင်မဲရှောင်လွှဲနေလို့မရပါဘူး။ ဒါကြောင့်ဉာဏ်ဝိရိယဇွဲတတ္တိကိုအရင်ခံပြီးအကောင်းဆုံးဖြစ်အောင်ပျော်ပျော်ပါးပါးရင်ဆိုင်တတ်ရပါတယ်။အဲ့ဒီလိုရင်ဆိုင်ရင်လက်ငင်းအခြေအနေဟာဘလောက်ပဲဆိုဆိုအဲ့ဒီအဆိုးတွေကအကောင်းကိုမြင်အောင်ရွေးကြည့်ပြီးအစဉ်ပြေအောင် အသိဉာဏ်နဲ့နှလုံးသွင်းရပါတယ်။ဒါကိုယောနိသောမနတိကာရလို့ခေါ်ပါတယ်။ဒီလိုဆိုရင်ချမ်းသာသလောက်ချမ်းသာပါတယ်။ဘုန်းကြီးငယ်စဉ်ရှင်းနှစ်သားလောက်ကရေခတ်ခြင်းလုံးလုံးမိခင်ကတင့်တော်တဲ့ရေဥပလေးတစ်လုံးဝယ်ပေးပါတယ်။ အဲ့ဒီရေဦးကလေးနဲ့ရေလွင်းသွားပြီးရေခတ်ရတာကိုအင်မတန်ကြီးအကျဉ်းကြီးကျဉ်းနှံ့နေပါတယ်။ဒီနေ့တော့ရေဦးကိုရေထည့်ပြီးနှုတ်ခမ်းကဆွဲမလိုက်တာမှာရေဦးဟာ အုံပွင့်သွားပါတယ်။ရေဦးနှုတ်ခမ်းကအခွေလိုက်လက်ထက်မှာပါလာပါတယ်။ဒီအခါမှာအင်မတန်နှစ်သက်လာတဲ့ရေဦးကွဲသွားတာကိုနှမျောခြင်းဝန်းနေခြင်းစိတ်ဆင်းရဲခြင်းမဖြစ်ပဲနဲ့ဦးကွဲတော့ပြည့်တောင်းရသေးတယ်လို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အတိုင်းနှုတ်ကလည်းထုတ်ပြောမိပါတယ်။ဒါဟာ လင်ငင်းပစ္စုပန်ဆက်ဆက်တွေ့နေရတဲ့အခြေအနေဆိုတဲ့ကအကောင်းကိုရွေးကြည့်ပြီးအသင်ပြေအောင်အသင့်အတင့်နှလုံးသွင်းမိတာပါပဲယောနိသောမနတိကာရလို့ဆိုရပါမယ်ခေါ်ခါတုန်းကတော့ဒီတရားသဘောတွေကိုနားမလည်သေးပါဘူးဘုရားရှင်တော်မြတ်ဖျားရဲ့တရားတော်များကိုလေ့လာမိမှလောကသဘာဝကိုစဉ္ညာသုံးသပ်မိမှပဲဘုံငယ်စဉ်ကဖြစ်ခဲ့တာဟာဒီသဘောကိုလို့သဘောပေါက်မိတာပါဒေမိယဇတ်တော်မှာ စကားမပြောတဲ့တင်မီမင်းသားကိုခမည်းတော်မင်းကြီးရဲ့အမိန်တော်အရသူ့နန္ဒယထာလင်းကမြို့ပြင်မှာတပ်ပြီးမြေဖြုတ်ဖို့တွင်းတူးနေပါတယ်။ဒီအချိန်မှာတင်မီမင်းသားကအခွင့်ကောင်းမယ်ဆိုပြီးယထာလင်းကိုသွားစကားပြောပြီးတော့ပြန်ထွက်လိုက်ပါတယ်။သူကတော့တော်ရဲဝင်သွားပြီးရသေးဖို့တရားကျင့်နေပါတယ်။လေးရဲ့ရှိတော့သူခမည်းတော်မြေတော်တွေသူ့ထံရောက်လာကြပါတယ်။အညိုရောင်လျော်ဒေသင်္ကန်းကျန်းကျန်းကြီးကိုဝတ်ထားတဲ့တင်မီရရသေးလေးဟာသူခမည်းတော်မြေတော်တွေကို တည့်ရမွေးကြောင်းလေးရဲ့အပြင်မှမှာတွေ့ဆုံအဲ့ခံပါတယ်ဧည့်သည်ကိုအဲ့ကိုပြုတဲ့အနေနဲ့သူစားတဲ့တတိတည့်ရတွေကိုကျွေးတော့မင်းကြီးနဲ့မိဖုရားဟာသူတို့သားစားတဲ့ဒီအစာကြမ်းကြီးတွေနဲ့မြုပ်ပြိုကြီးလည်းလမ်းဆန်းပြီးကြက်တွေရှိလာတဲ့သူတို့သားရဲ့မျက်နှာကိုဖက်ဆက်ဆက်ဆက်ကြည့်တော့ဘယ်လုံးမှမဖက်မဟမိတာနဲ့အာအာလဲတဲ့အာအောလဲအာအောနေကြပါတယ်ဒါနဲ့မနေနိုင်ရလို့သားတော်ဟာဒီလောက်ကြမ်းမ်းတဲ့အစာအစာတွေစနိုင်ရပါရဲ့နဲ့ ပါရရဲ့မျက်နှာအစဉ်ဟာဘာကြောင့်ကြည်လင်ဝင်ပါနေရပါသလဲလို့မေးတော့တင်မိရရဲ့တေလေးကအခုလိုဖြေပါတယ်သူ့အဖြေဟာအလွန်မှတ်သားစရာကောင်းပါတယ်အတိတဏ္ဏာနုသောစာမိနဗ္ဗဇ္ဇပါမနာကတံပိစုတ်ပန္နေနယာပေမိတေနဝနောပတိရတိအကျွန်ုပ်ဟာအတိတ်ဖြစ်ရများကို ပြန်တွေးပြီးဆိုရင်ဘူးဆွေးမနေပါအနာဂတ်ရေးကိုလည်းမျှော်တွေးတောင်းတာမနေပါလက်ငင်းပိစုတ်ပါအခြေအနေဖြင့်မျှတအောင်နေပါတယ် ဒါကြောင့်ရုပ်စင်းကြည်လင်းဖြစ်ပါတယ်လို့ဖြေပါတယ်။တောကြီးညမဲအလင်တည့်ရမှုတန်းငယ်ကလေးမှနေပြီးတတိတိရဒေဂုသာစားတော့နေရပါရဲ့နဲ့ရုပ်အစင်းညိုးရောခြောက်သွေခြင်းမဖြစ်ပဲကြည်လင်ဝင်းပါဆိုပြနေရခြင်းဟာလက်ငင်းတွေ့ကြုံနေရတဲ့အခြေအနေကိုအကောင်းဘက်ကကြည့်ပြီးတင့်တဲ့အောင်နှလုံးသွင်းတတ်တဲ့အတွက်စိတ်ချမ်းသာနေလိုပါပဲ။ပြီးတော့ယတိကလေးက အနာဂတပါဇပါယအတိတတနုသောစနာဧတေနဘာလာတုတ်တန်တိနလောဝဟရိတောလူတောလူမိုက်တွေဟာလူမိသားအတိတ်ရေးတွေကိုပြန်တွေးဆိုရင်နေတတ်ကြပါတယ်မဖြစ်လာသေးတဲ့အနာဂတ်အရေးတွေကိုလည်းညှို့တွေးတောင်းတနေတတ်ကြပါတယ်ပစ္စုပန်ကြကြမနေတတ်ကြပါဘူးဒါကြောင့်မဲသူတို့ရုပ်ဆင်းတွေဟာရိပ်ဖြတ်ထားတဲ့ကျူရိုးလိုညှို့လို့ညှို့ရောခြောက်သွေ့နေကြတာပါပဲလို့လည်းထပ်ဆင့်ပြီးပြောလိုက်ပါသေးတယ်သို့တော်လည်း အတိတ်ကချွေရင်ရက်တွေကိုသင်္ကန်းစာယူခြင်းအနာဂတ်ရေးအတွက်တင့်လျော်တဲ့ကြိုတင်ပြင်ဆင်စီမံမှုပြုလုပ်ခြင်းဆိုတာကတော့ထိုက်တလောက်တော့ရှိရပါလိမ့်မယ်အတိတ်အနာဂတ်အရေးကိုပူဆွေးတောင်းတာပြီးတိတ်အလေးနဲ့မထားဖို့ပဲလိုပါတယ်မနေ့ကနဲ့နေ့ဖြန်တဲ့ဒီကနေ့ပို့ပြီးအရေးကြီးတယ်ဆိုတဲ့သဘောပါပဲဒီနေ့လက်ငယ်အခြေအနေကိုအစဉ်ပြေအောင်အသင့်အတင်နှလုံးသွင်းနေထိုင်သွားရရင်ချမ်းသာပါတယ်အင်္ဂလိပ်လို live now ပစ္စုပန်ကြကြနေပါဆိုတဲ့နည်းပါပဲ။ အခုပြောခဲ့တဲ့တင်းတင်းရောင်ရွှေစွာနေထိုင်နည်းနဲ့ပစ္စုပန်ကြကြနေထိုင်နည်းနှစ်နည်းလုံးဟာလက်ကျင်ယူရင်ရပါတယ်လက်ကျင်လို့အသားကြလာတဲ့အခါမှာအထူးစဉ်ရင်နှလုံးသွင်းမနေရတော့ပဲသူ့အလိုလျောက်အဆင်ပြေအောင်နှလုံးသွင်းမိပြီးဖြစ်ဖြစ်သွားတတ်ပါတယ်ဒီတော့ချမ်းသာပါတယ်သို့တော်လည်းဒီနေ့တွေဟာချမ်းသာစွာနေထိုင်နည်းမှာဒုက္ခဒုက္ခဆိုတဲ့ဆင်းရဲကိုသာတက်တရာရရစေတဲ့ဆင်းမီတို့သဘောမျှတာဖြစ်ပါတယ် ဝိပရိနာမဒုက္ခပြောင်းလဲဖောက်ပြန်ဆင်းရဲနဲ့သင်္ခါရဒုက္ခဖြစ်ပျက်ဆင်းရဲကိုမငြိမ့်စေနိုင်ပါဘူး။မြတ်စွာဘုရားကတော့ဒီဆင်းရဲသုံးမျိုးလုံးကိုငြိမ့်စေတဲ့တတ္တယနီးနေနီးထိုင်နီးကိုလည်းပဲညွှန်ကြားခဲ့ပါတယ်။ဒီနည်းကိုတော့မြစ်ဖြတ်စေလို့ခေါ်ရပါလိမ့်မယ်။အဲ့ဒါကဘာလဲဆိုတော့ရုပ်ဖြစ်သည်မြနာမ်ဖြစ်သည်မြကိုအမြင်မပြတ်တတိနဲ့စောင့်ရှုတဲ့နီးပါပဲ။ဒီလိုတတိနဲ့စောင့်ရှုရမှာအတိတ်ယုံနာနဲ့အနာဂတ်ယုံနာတွေကိုစောင့်မရှုရပါဘူး။ ။ဘာကြောင့်လဲဆိုတော့အတိတ်ယုံ nant တွေဟာချုပ်ပြတ်သွားကြပြီဟုမရှိကြတော့ပါဘူး။အနာဂတ်ယုံ nant တွေကလည်းမဖြစ်ပေါ်လာကြသေးလို့မရှိရသေးပါဘူး။ဒါကြောင့်သူတို့ကို ရှုလို့မရပါဘူး။ဒီတော့လောလောဆယ်ရှိစေဖြစ်စေပစ္စုပန်ယုံ nant ကိုပဲရှုရပါတယ်။ဒါကြောင့်ဒီနည်းလဲပစ္စုပန်ညကြနေထိုင်နည်းတစ်မျိုးပါပဲ။ဒီနေထိုင်နေနဲ့နေထိုင်သူကိုမြတ်စွာဘုရားကဗတ္တိကရတ္တတဏိတာချမ်းသာစွာနေထိုင်သူလို့မိန်ကြတော်မူခဲ့ပါတယ်။ အဲ့ဒီစောင့်ရှုနေထိုင်တဲ့ဤကိုမြတ်စွာဘုရားကမဇ္ဈိမနိကေဗတ္တိကရတ္တတုတ်မှာအတိတန်နာနွာဂမေယနပတိကင်ခေအနာဂတံစသည်ဖြင့်ဟောတော်မူခဲ့ပါတယ်။သွားမှုလာမှုထိုင်မှုထားမှုပွေးမှုဆမ်းမှုစားမှုတောင်းမှုလှုပ်ရှားမှုစတဲ့ရုပ်တဘောတွေဖြစ်တိုင်းဖြစ်တိုင်းစိတ်ကူးစင်လာကြံစီမှုလိုချင်တတ်မဲ့မှုစိတ်ဆိုးစိတ်တက်မှုစတဲ့စိတ်တဘောတွေဖြစ်တိုင်းဖြစ်တိုင်း ဖြစ်စေဖြစ်ခိုက်မှာဖြစ်နေရှိနေတဲ့အတိုင်းတတိနဲ့အမြဲတစေစောင့်ရှုနေလို့ရှိရင်တနေ့တာလည်းမဟုတ်ပဲအမြဲတစေချမ်းသာစွာနေထိုင်နေထိုင်လို့ဖြစ်နိုင်ပါတယ်ဒီနည်းနဲ့ချမ်းသာရနိုင်မှုကိုနည်းနည်းပြောပါဦးမယ်မိမိတို့တဏ္ဍမှာထင်ထင်ရှားရှားဖြစ်ပေါ်နေတဲ့ယုတ်တဘောစိတ်တဘောတွေကိုတတိနဲ့မရှုရင်အဲ့ဒီယုတ်အဲ့ဒီစိတ်တွေကိုတည်မြဲနေတဲ့အတ္တအသက်ဝိညာဉ်အနေနဲ့လဲဆွဲယူမိပါတယ်ပုဂ္ဂိုလ်တ attva ငါအနေနဲ့လဲဆွဲယူမိပါတယ် အဲ့ဒီလိုဆွေးလန်းယူမှန်းပြီးတော့အဲ့ဒီပုဂ္ဂိုလ်တ attva ငါဆွဲကနေပြီးလူချင်းတတ်မဲ့နှစ်သက်တွေ့တာတွေစိတ်ဆိုးစိတ်ပြန်မာနတက်တာတွေစတဲ့ကိလေသာတရားစိုးတွေဖြစ်ပွားလာပြီးဆင်းရဲတော့တာပါပဲအဲ့ဒီလို အမှတ်မဲ့မနေပဲရုပ်ဖြစ်တိုင်းနာမ်ဖြစ်တိုင်းပစ္စုပန်တဲ့တဲ့အရှိလိုအရှိအတိုင်းတတိနဲ့မပြတ်ရှုနေရင်တော့ဒီရုပ်တဏ္ဍီရဲ့ပင်ကိုယ်ရဲ့အတွင်းသားသဘာဝလေးတွေကိုဉာဏ်နဲ့ရှင်းရှင်းကြီးတွေ့မြင်လာပါတယ်ဒီတော့အလုံးဟာသဘောတရားတွေကြီးပဲ ပုဂ္ဂိုလ်တ attva ဆိုတာငါဆိုတာတည်နေနေတဲ့အသက်ဝိညာဉ်အတ္တဆိုတာတကယ်စင်စစ်တော့မရှိပါလားလို့သဘောပေါက်လာပါတယ်ဖြစ်ပေါ်လာပြီးပျောက်ပျောက်သွားကြတာကြီးပဲဖြစ်ချင်ပြချင်နဲ့မကောင်းတဲ့ဟာတွေကြီးပဲအခိုင်အမာအာဟုဇရာအနှင့်သားဆိုလို့ဘာမှမရှိတဲ့ဟာတွေကြီးပဲလို့လဲအနိစ္စဒုက္ခအနတ္တသဘောမှန်တွေကိုအမှန်တိုင်းသိမြင်လာပါတယ်ဒီအသည့်မှာအမြင်မှန်တာမဋိဋ္ဌိဉာဏ်တွေကြောင့်ပဲ လောဘဒေါသစတဲ့ကိလေသာတွေငြိမ့်နေတော့ချမ်းသာနေတာပါပဲ။ဒါကြောင့်ဒီပစ္စုပန်ကြကြရှုပြီးနေနေထိုင်နေကို ချမ်းသာစွာနေထိုင်နေလို့ခေါ်ရပါတယ်။ဒီနည်းကိုတရားရိပ်သာမှသွားပြီးထိုင်နေစဉ်ညာရှောင်းနေမှသာအသုံးပြရမယ်လို့မြတ်စွာဘုရားမဟောခဲ့ပါဘူး။မိမိတို့အိမ်မှာနေ့စဉ်အိမ်မှုကိစ္စတွေဆောင်ရွက်နေတဲ့အခါမှာယုံမှစာသင်ကျောင်းမှစသဖြင့်တက်ဆိုင်ရာလုပ်ငန်းကိစ္စတွေလုပ်နေစဉ်မှလည်းလောလောဆယ်ပြုတ်မှုနေတဲ့အပြုတ်မှုတွေကိုဖြစ်နိုင်သမျ အကြံမင်းမင်းဖြစ်ဖြစ်ပစ္စုပန်တဲ့တဲ့စောင့်ရှုလေ့ကျင့်ပွားများနေရင်တဖြည်းဖြည်းထင်ရှားတဲ့ချမ်းသာရုပ်ကိုရလာမှမဟုတ်ချပါပဲဒီနည်းကိုဖြစ်နိုင်သမျှလိုက်နာကျင့်သုံးနေရင်အလုံးလုံးနေစဲမှတခြားကိုစိတ်အယောင်နေပါပြီအလုတ်ထဲမှာပဲများသောအားဖြင့်စိတ်တည်ငြိမ်နေလို့ချမ်းလဲချမ်းသာပါတယ်အလုတ်လည်းပြင်းမှမသိမပင်မပန်းပဲပြီးသွားတတ်ပါတယ်အနည်းဆုံးလမ်းသွားတဲ့အခါမှာခြေရောက်လှုပ်ရှားမှုကိုရှုသွားရင်တောင်မှ စိတ်တည်ငြိမ်ချမ်းသာစွာနဲ့လူရအရက်ကိုတက်တက်တာလာနဲ့ရောက်တော်တတ်ပါတယ်ဒီနည်းကို အပြည့်အဝလိုက်နာကျင့်သုံးနေရင် အနုပါတိဒေသနိဗ္ဗာန်ခေါ်တဲ့အကျွမ်းမဲ့ချမ်းသာအထိရရှိနိုင်ပါတယ်ဒီနည်းနဲ့ပတ်သက်လို့ပြောစရာတွေခမျက်မျက်ကြံပါသေးတယ်သို့တော်လည်းအချိန်မရတော့လို့နောင်အဖွင့်သားတဲ့အခါကျမှပဲဆက်ပြီးပြောရပါတော့မယ်ဒီတော့အခုပြောခဲ့တဲ့ဗုဒ္ဓနိညာချမ်းသာစွာနေထိုင်သုံးနည်းကိုလိုက်နာကျင့်သုံးနိုင်ကြလို့ အမြဲတစေဆင်းရဲလွတ်ကင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတတ္တဝါမှန်၍တရားတွေ့ချမ်းမြေ့သာရရှိပါစေ